ြင်းဦးလင်မှာမြန်မာငွေ1500ကျပ်တဲ့နဲ့စာဖိုင်ကော်ဖီတောင်းလို့ရပြီဆိုတာသိပြီးသွားပြီလားမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်တော့နော်ဒီနေရာလေးကတော့ပြင်းဦးလင်မျိုးအနည်းစကန်းမှာရှိရဲ့အနည်းစကန်းစာကြည့်တိုင်းနဲ့ကော်ဖီဆိုင်ပဲဖြစ်ပါတယ်ဒီဆိုင်လေးမှာဆိုလို့ရှိရင်မီမျိုးနက်ကော်ဖီတစ်ခွက်ကိုမြန်မာငွေ1500ကျပ်တဲ့တောက်ပြီးတော့စာအုပ်တွေဖတ်လို့ရပြီเนาะအိမ်မှာပုံနေတဲ့စာအုပ်တွေကိုလည်းဒီစာကြီးတိုက်လေးမှာလည်းလှူလို့ရရယ်เนาะ ဒါဆိုရင်ကော်ဖီလည်းတောင်းမယ်ဘဟုတုတလည်းစုံလင်းနဲ့စာအုပ်တီလည်းဖတ်လို့ရတယ်မိမျိုးကကော်ဖီဆိုင်လေးကိုအရောက်ပဲသွားလိုက်ကြစွနော်လိပ်စာလေးကတော့အနီးစကန်းမီပွိုင်အနီးမှာရှိရဲ့နီးဖရားတို့ဆိုရယ်ဆိုင်းဘုတ်ထဲကိုတက်တက်ဝင်ပြီးတော့တမင်းနစ်လာမောင်းလိုက်လို့ရှင်လမ်းဘီလေးမှာအနီးစကန်းစာကြည့်တိုင်းနဲ့ကော်ဖီဆိုင်ဆိုပြီးတော့ရှိပါတယ်ဒီမှာ AC အနားယူပြီးတော့ကော်ဖီတွေလည်းတောက်လို့ရတယ် မိသားစုလိုက်ခီးထွက်တဲ့လူရဲ့အတွက်ဒီကလေးကစားစရာလေးလည်းရှိရဲ့အတွက်ကြောင့်မလို့ဒီဟာလေးကတော့ခီးတထောင်နားစရာကော်ဖီဆိုင်လေးပဲဖြစ်ပါတယ်။ပြင်းဦးလွင်မှာအပူရှောင်ပြီးတော့အချူသားလုံးစီလုံးနဲ့ကော်ဖီတောက်လိုက်တော့နော်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။